ဒီကောက်တော့ဗမာဟင်းနေစားရတာယူလာလို့ချီချီဆက်ဆက်မှုမှွေးလေးနဲ့အရန်ကိုစားလို့ကောင်းတယ်ဝက်ကချင်ချက်ကလေးကိုကျွန်တော်ချက်စားမှာဖြစ်ပါတယ်ဝက်ကချင်ချက်ကိုအိမ်မှာအမျိုးစုံချက်စားကြည့်ပြီးတော့ဒီနီးလေးကအကောင်းဆုံးမှုလို့ကျွန်တော်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်ကျွန်တော်ကတော့ဝက်သားကိုဝက်ကုတ်သားတုံးခဲ့ပါတယ်ခင်ဗျာဝက်ကုတ်သားကို90သားတုံးခဲ့ပါတယ်ခင်ဗျာ အိမ်ရောက်တဲ့အခါမှာဝတ်သားကိုတေးချစီကြောတန့်စင်ပြီးတော့ကျွန်တော်ပောက်ပါမယ်ခင်ဗျာပောက်တဲ့အခါမှာအဓိကအရေးကြီးတာကတေးတေးနုံနုံကလေးဖြစ်သွားအောင်ပောက်တာထက်ကျွန်တော်အတုံးခတ်သေးသေးလေးတွေလိုချင်တဲ့အတွက်ကြောင့်မလို့ပောက်လိုက်တာဖြစ်ပါတယ်အားလုံးပောက်ပြီးသွားတဲ့အခါမှာကျွန်တော်တို့အသင့်ပြင်ထားတဲ့ရှမ်းနန်နိုင်ရဲ့ပင်စင်ရဲ့ကိုပောက်ပါမယ်ခင်ဗျာကျိတ်ဆက်ရှိရင်ကျိတ်ဆက်ထဲကိုထည့်ပြီးတော့ကျိတ်ရင်လည်းအဆင်ပြေပါတယ်ခင်ဗျာပင်စင်ရဲ့ရှမ်းနန်နိုင်ရဲ့နှစ်ခုကိုပောက်ပြီးသွားပြီဆိုတဲ့အခါမှာဒါကတော့ဖက်ဖယ်ရွက်ဖြစ်ပါတယ် ဒေတာအခေါ်မတူတဲ့အတွက်ကြောင့်မလို့တချို့ဆိုရင်ဝက်ကျွတ်ရွက်လို့လည်းခေါ်ကြပါဗျာခင်ဗျာဖက်ဖက်ရွက်ကတော့ဒီဟင်းပွဲရဲ့အသက်ဖြစ်ပါတယ်အားလုံးပေါက်ပြီးပြီဆိုတဲ့အခါမှာအသားကိုအရသာနေပါမယ်ကြက်သွန်နေထဲပါမယ်ကြက်သွန်နေထဲပြီးသွားတဲ့အခါအရသာအတွက်အသားမှုန့်ထဲပါမယ်နက်နွင်းထဲပါမယ်အယောင်တင်အနှဲငယ်ထဲပါမယ်ခင်ဗျာအယောင်တင်အများကြီးတော့မထဲပါဘူးခင်ဗျာငရုတ်ကောင်းမှုန့်ထဲပါတယ်ကြက်သွန်ဖြူထဲပါတယ်ငရုတ်သီးစိမ်းထောင်းထားတာလေးကို ထဲပါတယ် နည်းနည်းလေးမှွေးကျင်နေဆိုရင်တော့ငရုတ်သီးစိမ်းအနှဲငယ်ကိုခြံထားပြီးတော့ခြားခါနီးမှာအစိမ့်ထပ်ပြီးအုပ်လို့လည်းရပါတယ်ခင်ဗျာဒါကတော့မြစ်ပါမကြိုက်ရင်မထည့်လို့ရပါတယ်ခင်ဗျာဒါကတော့အရွက်တီအားလုံးပေါက်ထားတဲ့ဟာလေးတွေကိုကျွန်တော်ထည့်ပြီးတော့နေမှာဖြစ်ပါတယ်ဒါကတော့ပဲငံပြားရဲ့အကြည်ဖြစ်ပါတယ်ခင်ဗျာ အရာတာတွေအားလုံးနေပြီးသွားတဲ့အခါမှာကျွန်တော်တို့အချင်းအတွက်ကိုကျွန်တော်ချင်းစော်ကားသီးလေးကိုကျွန်တော်ရေစိမ်ထားပါတယ်ငါးပြားကိုရေစိမ်ပြီးတော့သုံးပြားကိုထည့်ချက်ပါမယ်နှစ်ပြားကတော့ကျွန်တော်လှုပ်ပစ်ပါမယ်ခင်ဗျာအရန်ချင်းသွားမှဆိုတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာကချင်းစော်ကားသီးအချင်းမရှိရင်မကြီးကျင်ကိုထည့်သွင်းလို့ရပါတယ်ခင်ဗျာအမွှေးနဲ့အနေနဲ့ကချင်းမဆလာဆိုတာလည်းရှိပါတယ်ခင်ဗျာဒါပေမဲ့ကျွန်တော်စီမှာမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ထည့်မချက်ခဲ့ပါဘူးကျွန်တော်ကအချိုးမုံမတုံးတဲ့အတွက်ကြောင့်မလို့တကြားလေးနှဲငယ်ထည့်ပြီးတော့ကျွန်တော်တို့ဒါချင်းစော်ကားသီးစိန်ထားတဲ့အရေးလေးထည့်တာဖြစ်ပါတယ် အားလုံးစင်သိဖြစ်သွားပြီဆိုရင်ကျွန်တော်မီးဖို့တင်ပြီးချက်ဖို့အစင်သိဖြစ်ပါပြီခင်ဗျာဒီနီးလေးကအရန်လွယ်ကူပြီးတော့အရန်ကိုစားကောင်းလို့ကျွန်တော်မျှဝေပေးလိုက်တာဖြစ်ပါတယ်ချက်စားကြည့်ပါအိမ်ရမိသားစုကိုလည်းချက်ကြွေးကြည့်ပါအရန်ကိုစားလို့ကောင်းပါတယ်ခင်ဗျာဒီလိုမျိုးစူပွက်လာပြီဆိုတဲ့အချိန်မှာနေပဲတအိမ်လုံးကိုမှုေးကြိုင်ပြီးတော့အားလုံးကပိုက်ဆံနေကြပါပြီခင်ဗျာဒီနေရာမှာအရေးကြိုက်တယ်ဆိုရင်ဒီအချိန်မှာချလို့ရပါပြီအသားကျက်ပြီဆိုတာနဲ့စတင်တုံးဆောင်လို့ရပါပြီခင်ဗျာခုဆိုရင်တော့အရန်ရတာရှိပြီးတော့အနံလေးကမှုေးကြိုင်ပြီးချင်းချင်းဆက်ဆက် မွှေမွှေလေးနဲ့အရမ်းရတာရှိတယ်ဝက်ကချင်ချက်ကလေးရပါပြီခင်ဗျာဒီဟင်းလေးကထမင်းဖြူပူပူလေးနဲ့စားရင်ကိုပဲဒီဟင်းတစ်မျိုးနဲ့ရင်အရမ်းအရတာရှိပြီးတော့အရမ်းထမင်းမိန်စီပါတယ်ကျွန်တော်တော့ဘလို့မှမနေနိုင်လို့ကျွန်တော်အခုပဲထားချက်ပြီးတော့ထပ်ပြီးတော့စားလိုက်အောင်ပါမယ်ဗီဒီယိုဆုံးဖြတ်ချစ်ချုပ်ပေးတဲ့သူတို့တောက်ချစ်စီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုများမှာပြန်လည်ဆုံတွေ့ပါမယ်